ထိုင်းနိုင်ငံမဲဆောက်မြို့ကဒေါက်တာစင်တီယာရဲ့မဲတော်စည်းကမ်းမိသားစုနဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့တက်ကြီးပူဇော်ပွဲကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မဲတော်စည်းကမ်းမှာဧပြီလ16ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒေါက်တာစင်တီယာမောင်ရဲ့မဲတော်စည်းကမ်းမိသားစုနဲ့မဲဆောက်တဝမ်းမှာ ရှိတဲ့ CBO CSO အဖွဲ့တွေအားလုံးစုပြီးတက်ကြီးပူဇော်ပွဲကို ပြုလုပ်ခဲ့ကြတာပါ။ကျွန်တော်တို့ဒီ မဲဆောက်မြို့နယ်လုံးဆိုင်ရာတက်ကြီးပူဇော်ပွဲရလွန်ခဲ့တဲ့ကျွန်တော်2000လေးရလုံးတာအခုဆိုရင်15ကြိမ်ပြောင်းပြီအဲကျွန်တော်2400ကနေ2018ထိ14ကြိမ်လုပ်ခဲ့တယ်အခု2025ကျမှတကြောပြန်ပြန်လဲပြီးတော့အစင်လာကောင်းလေးကိုပြန်လဲထိမ့်သိမ့်တဲ့သဘောနဲ့အသက်80အထက်ထိုင်းတက်ကြီး20ဦးနဲ့ရွှေပြောင်းမြမာတက်ကြီးဘိုးဘွား200တို့ကို ပူဇော်ထောက်ပံ့ခဲ့ကြတာပါအမ်ကိုမီတာစုတွေနဲ့အဝေးမှာရှိနေတဲ့ပေါ့နော်ဒီအမ်မဲဆောက်ရောက်နေတဲ့မြန်မာလူမှုအဖွဲ့အစည်းတွေကနေပြီးတော့20နှစ်တိုင်ပေါ့နော်ဒါကျွန်တော်တို့အော်တက်ချီပူဇော်ပွဲအခမ်းအနားပေါ့နော်သူပြပြင်းတော့ဒီတချံကာလမှာအမ်ဟိုဆောက်စည်းမှုတွေဖြစ်တယ်တစ်ဖက်အမ်တစ်ဖက်ကလည်းဒီတက်မိဘလူကြီးတွေပေါ့မှာ เนาะတတိယအောင်မိပြီးတော့ကာရာပြုတ်တဲ့ပွဲလည်းဖြစ်တဲ့အတွက်ကြောင့်ဒါမှုံမြတ်တဲ့အချိန်ခါဖြစ်ပါတယ်เนาะအလားတူပဲထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့မှာလည်းဒုဗိုလ်မှူးကြီးနိုင်မောင်စောကဥဆောင်ပြီး BGF တပ်ကကရင်တကြီးဘိုးဘွားတွေကို ပူဇော်ပွဲ ပြုလုပ်ပေးခဲ့တာပါအလားတူထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ်တစ်ကတိရွာမှာလည်းကရင်တကြီးဘိုးဘွားပူဇော်ပွဲပြုလုပ်ခဲ့ကြပါသေးတယ်။ မြန်မာနေသိကူကာလာတွေမှာငားလွတ်တာနှက်လွတ်တာစတဲ့ဇီဝိတဒါနတွေပြုလုပ်နေခဲ့ကြသလိုပဲတက်ကြီးဘိုးဘွားပူဇော်ပွဲတွေကိုလည်းနှစ်စဉ် ပြုတ်လုံကြလိရှိပါတယ်ဒီဘက်ဆိုရင်ဒီဘက်အဝေးရောက်နေတဲ့ကိုယ်ကကိုယ့်ရဲ့အခေဆိုလို့ရှိရင်ကြောခွင့်မရဘူးကြောခွင့်မရတဲ့အခါကျတော့ဝန်းနေရတယ်ပေါ့နော်ဘဝကိုဝန်းနေရတယ်အခုလိုပဲအခုလိုမျိုးဒီမှာဇမိုင်းတို့ရှိမှဥဆောင်ပြီးတော့တက်ကြီးဘွားတွေကိုကြောခွင့်ရမယ်ဆိုတဲ့အခါကျတော့ကိုယ့်အဖေရဲ့ကိုစားပေါ့ကိုယ့်ရဲ့အဖေကိုစိတ်ထဲမှာကြောရရဆိုပေမဲ့ဒီကတက်ကြီးဘွားတွေကိုကြောခွင့်ရတဲ့အတွက်တကယ်လဲကျေးဇူးပဲတင်ပါတယ်အခုကတော့ထိုင်းမြန်မာနယ်စပ်တစ်လျှောက် မဲဆောက်မြော်ရီမြို့တွေကတကြီးပူဇော်ပွဲတွေဖြစ်ကြပါတယ်ခမကျွန်တော်မောင်တူပါအရှင်ကြီးရတော့အလုံးတော့ဒီရောက်အပိတာစုနေပေါ့နော်ဒီတစ်ခါတော့တကြီးပူဇော်ပွဲမှာဆုံးတွေ့ကြတာဖြစ်တယ်ဘို့